သမီးကြောက်စာလေးဟာအင်မတန်မှချစ်စရာကောင်းတဲ့ပေါ့နော်ဒီမြမရဲ့ဒီ delay ကိုလည်းပြပါတယ်နော်အဲ့တော့မြမတွေ suit down ပုံလေးကိုလည်းဒီမှာသိရတဲ့အတွက်ကြောင့်ဒါလေးကိုဆရာနဲ့ဆွေးနွေးမှာဖြစ်ပါတယ်အဲ့တော့သမီးလည်းပဲတင်းသူသမီးကြောက်စာနဲ့ပတ်သက်လို့အရင်လဲပတ်ဖူးရတာဖြစ်မှာပါနော်အဲ့တော့တချို့လဲဒီကြောက်စာကိုသိတဲ့ပြည့်သက်တွေရှိတယ် ဲတချို့လဲမတည်သေးတဲ့ပြည်သက်လည်းရှိမယ်ဘယ်လိုပဲဖြစ်ပေါ့လေဒီကြောက်စာမှာပါတဲ့စွတောင်းလေးကိုသဘောကျလို့ဒါတပင်းနဲ့ဆွေးနွေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာအဲ့တော့ဒီကြောက်စာဟာဘယ်မှာရှိတယ်လဲလို့ပြောရင်တော့ပကံမှာမင်းနံသူရွာမှာဒီတိန်သူသမီးကြောက်စာဟာကြောက်စာယုံနဲ့ပကံမှာရှိပါတယ်ဒီကြောက်စာဟာမြန်မာတက္ကသိုလ်628မှာရေးထိုးခဲ့တာဖြစ်ပါတယ် ဒီမြန်မာသိက္ခာ128မှာတော့ပကံကိုမင်းပြုတ်နေတဲ့သူကတော့နရတိဟပတိမင်းဖြစ်ပါတယ်အဲ့တော့ဒီကြောက်စာလေးကိုစပြီးတော့ပေါ့လေတမီးနဲ့အတူတူเนาะဆရာစပြီးတော့ဖတ်ပြပါမယ်နမောဗုဒ္ဓတတက္ကရိ628ပြီးရှက်နှစ်နံကာလာဆန်း9ရက်ဂျာသပရေးနေ့မထီလိုမြေမင်းမယာတင်ကစုတမီး ော့ကြောက်စာထိုးသူကသူဘသူပါလို့နာမည်ကိုတော့သူထိုးမသွားဘူးသူကဘယ်လိုဖော်ပြသွားလဲဆိုလို့ရှိရင်မတိလိုရဲ့မိဖြစ်တယ်မင်းမယားမင်းမယားဆိုတဲ့ကြောင့်ဒါရှင်မင်းရဲ့မိဖုရားတပါဖြစ်တယ်တင်ငတုတမီးဆိုတော့အဲတင်ငတုဆိုတာကတော့ဒီကြောက်စွာမင်းကြီးရဲ့တားတော်ဖြစ်ပါတယ်နော်ပြီးတော့မှသူကဆက်ပြီးဘာပြောလဲဆိုရင် ဖြစ်သောစင်ရဲ့ဥပင်းသောစင်ရဲ့သေသောစင်ရဲ့မချစ်သောသူနှင့်တကွာနေရသောစင်ရဲ့ချစ်သောသူနှင့်ကြွေကွင်းရသောစင်ရဲ့လုံ၍မရသောစင်ရဲ့ဤတို့ကစသောအတိုင်းမသိသောစင်ရဲ့တို့သည်နှိမ့်ဆက်သောခန္ဓာကိုစွန့်ထားခြင်း၍စင်ရဲ့ခတ်သိမ်းကင်းသော ချမ်းသာစွာသောမြတ်သောနိဗ္ဗာန်ကိုလင်ငါလိုတည်းဟု၍စင်ရဲ့တို့အတိတ်ပဲဖွင့်သွားတယ်နော်တမီဒါလေးကလည်း အင်မတန်ကိုမနော်မှတ်သားစရာကောင်းပါလေချစ်စွာသောမြတ်သောရွှေရွေကစသောဥစ္စာတို့ကိုစွန့်၍ပြို့သောကြောင်းတွင်နေသောသီလတမာရီပညာဟူသောကျေးဇူးသုံးပါးကိုရှာသောတည်ဆင်သောဘုရားတပည့်သားယဟန်တန်ကချမ်းသာစိန်သောကလေဥယင်ကျွန်ကပင်အကျွဲ့မဲ့လေလူ၏အဲ့တော့သူလူတဲ့လူကသီလတမာရီပညာ ကျေးဇူးသုံးပါးကိုရှာတဲ့ဘုရားတပည့်သာယဟန်တန်ဃာတွေကိုလှူတယ်။နော်သူကသူလှူလိုက်တဲ့ယဟန်တန်ဃာရဲ့အကျင့်သီလကိုလည်းဒီမှာသူကပေါ်ပြထားပါတယ်။ပြီးတော့သူကဆက်ပြောပြီးတော့เจ้าစာမှာပြောပါသေးတယ်။ဤငါတို့ပြုသောကောင်းမှုအကျိုးကိုခတ်သိမ်းသောအစိုးရသောရင်မြစ်သခင်ဖြစ်သောမင်းကြီးတဲ့ရစီဟောသူ့ရဲ့မင်းကြီးကိုလည်းအမြတ်သူကအမြတ်ဝေလိုက်တယ်။ ဤကောင်းမှုအာနုဘောဖြင့်တိုင်းပြည်ခတ်သိမ်း၌နေသောလူခတ်သိမ်းအစည်းအဝေးချမ်းသာကိုရှာပေးလျက်တက်တော်ရှည်စွာနေ၍ဤကောင်းမှုကိုထောက်ပံ့စေသည်။ခုနသူ့ရဲ့မိန်းကြီးကိုပဲသူကဆက်ပြောပြန်နေ။မိန်းကြီးဟာတဲ့အသက်ရှည်စွာနေပါတဲ့။အသက်ရှည်ဖို့လိုတယ်တဲ့။ဘာကြောင့်လဲဆိုတိုင်းပြည်မှာရှိတဲ့လူတွေရဲ့အကျိုးစီးပွားကိုမိန်းကြီးကရှာပေးရအောင်အသက်ရှည်ဖို့လည်းပဲသူကဆုတောင်းပါတယ်။ မိဖုရားစာတော်မောင်းမတော်ခတ်သိမ်းလဲရစေသူတွေမဟုတ်ဘူးဒီအလူရဲ့အကျိုးမိဖုရားမောင်းမရလေအကုန်ရစေအချင်းချင်းအမျက်အီဒစေမရှိချစ်တော်မျက်စိရှုကြရစေနော်ချစ်တော်မျက်စိနဲ့ကြည့်ရဆိုတော့တယောက်တယောက်အမုန်းမပွားကြဘူးလေသူကဆူတောင်းပေးတယ်ယခုရှိတော့နောက်ဖြစ်လက်အပ်တော့မင်းကြီးမင်းသားအမတ်စာတော်ဒုက္ခသိမ်းလဲရစေသည် အခုရှိနေတဲ့မင်းကြီးနဲ့မင်းကြီးမင်းသားတွေအမတ်တွေမှဟုတ်ဘူးတဲ့နောက်တစ်ချိန်ကျရင်လည်းပဲဖြစ်လာမယ်မင်းကြီးနောက်တစ်ချိန်မှမင်းကြီးမင်းသားတွေဖြစ်လာမယ်မင်းကြီးမင်းသားတွေအမတ်တွေလည်းပဲဒီကုသိုလ်အကျိုးရစေအရေးအရာယူပါစေတည်းအရေးအရာယူပါစေတည်းဆိုတာကတော့ဒီမင်းကြီးမင်းသားတွေအမတ်တွေကိုပြည်သူတွေကချစ်ပါစေလို့ပြောတဲ့သဘောပေါ့နော်ရမမင်းစာတော့တရဝခတ်သိမ်းလဲရစေ ရမမင်းဝင်တော့သူကလှမ်းပြီးတော့ကုတ်တော့အမြဝေးလိုက်သေးတယ်အယအမိကိုလိုတော်သူကအယအမိရစေကောင်းမှုကိုလိုတော်သူကကောင်းမှုကိုရစေအယအမိဆိုတာတခြားမဟုတ်ပါဘူးအခုချက်ချင်းလိုချင်အခုရစေလော်ကီမှာအချိုးလိုချင်လော်ကီအချိုးယူလိုက်ကောင်းမှုဆိုတာကတော့လောကုတ်တရားအချိုးကိုလိုချင်လဲလောကုတ်တရားအချိုးယူလိုက်လို့သူကဒီလိုအမြဝေးသွားပါတယ်အခု तू ဆွတ်တောင်းလာပြီ तू ဆွတ်တောင်းဟော ဆရာတိတ်သဘောကျတယ်ဟုတ်ကဲ့ပါငါလေတဲ့ရမက်ကြီးတော်မရောက်ရဲတတ်တော်အမျက်ကြီးတော်သူတထူးကိုညှင်းဆဲတတ်တော်ပညာမရှိတော်မိုက်တော်ဝင်းတိုတော်အပေးကမရှိတော်သစ္စာမရှိတော်ပြက်တတ်တော်မိလျော်တော်အောင့်မိတ်တားတာကင်းတော်သူမဖြစ်လို့ပါသူမဖြစ်ချင်တော့အရင်ဆုတောင်းတယ်ရမက်ကြီးရဲ့ဆိုလောဘကြီးတာပေါ့မရောက်ရဲတတ်ဘူးဆိုတာကတော့ အင်းလောဘကြီးတာပဲလေရောင်ရဲတိုင်ရအမြင့်ကြီးရယ်ဆိုတာကတော့ဒေါသကြီးတာပေါ့သူတထုကိုညင်းစဲတော့သူများကိုနှိပ်စက်တာပေါ့သူများကိုစိတ်တခွာရအောင်လုပ်တဲ့လူမဖြစ်ချင်ဘူးတဲ့ပညာမရှိတဲ့လူမဖြစ်ချင်ဘူးမိုက်တော့ဝင်းတိုးသောမစ္စရိယကြီးရယ်လူမဖြစ်ချင်ဘူးအပေးကမ်းမရှိတော့တချို့ရဘလောက်ချမ်းသာချမ်းသာသမီးရယ်သူများကိုစွန့်ကျင်ရမှာပေးရကမ်းရမှာနှမျောကြတယ်လေအဲ့လိုလူမဖြစ်ချင်ဘူးတဲ့ တစ္ဆာမရှိတော့နော်တစ္ဆာမရှိတော့ဆိုဟုတ်လားတစ္ဆာမရှိကြဘူးပြတ်တတ်တော့ဘာပြတ်တာလဲဂရီးပြတ်တာပေါ့ဂရီးပြတ်တတ်တဲ့လူမဖြစ်ချင်ဘူးမေ့လျော်တော့တချို့ကကျေးဇူးတရားကိုမေ့ကြတယ်လေအဲ့တော့မေ့လျော်တဲ့လူမဖြစ်ချင်ဘူးတဲ့အောက်မေတ္တာကင်းတော့အောက်မေတ္တာဘသူအောက်မေတ္တာမှာလဲကိုယ့်ရဲ့ကျေးဇူးရှင်ကိုအောက်မေတ္တာမှာဘုရားတရားတန်ခါမိပါစေရာဒါကိုအောက်မေ့ရမယ်တစ်ချိန်လုံးဒါကိုတတိ ရပြီးတော့เนาะစိတ်ထဲမှာထားရမယ်အဲ့ဒီกินတဲ့လူမဖြစ်ချင်ဘူးလို့မဖြစ်ချင်တဲ့စုကိုအရင်တောင်းပါလေဟုတ်ကဲ့ပြီးတော့မှဖြစ်ချင်တဲ့စုကိုစုတောင်းတယ်သမီးအဲ့ဒီစုတောင်းလေးကိုလည်းသိကြိုက်တာပဲเนาะဟုတ်ကဲ့ပါဆရာရမက်နေတော့ကုနာဟာ ਨੇ ပြောင်းပြန်ပေါ့ရောင်ရဲလွယ်တော့အမြင့်နေတော့တနာတတ်တော့ပညာရှိတော့အကြောင်းကိုသိတော့ဝိမတုဒတ်တော့အပေကန်းရှိတော့သစ္စာရှိတော့ မပြတ်တတ်သောမမိလျော့သောအောင့်မေ့တတာရှိသောသူဖြစ်ကျင်ပါれလို့ဆုတောင်းပါတယ်။ဆက်ပြီးတော့ပြောပါသေးတယ်။ဤသို့သောကျေးဇူးတို့နဲ့ပြည့်စုံလက်တန်တရား၌ကျင်လေ၍အရိမိတ္တရာမျက်မှောက်တွင်မြတ်သောအကျွတ်တရားကိုရလိုပါれ။အဲ့တော့သူရဲ့ဆုတောင်းမှာသူကအရိမိတ္တရာဖျားအောင်သူကဖူးကျင်သေးတယ်။နော်ဒါကြောင့်မလို့ဖူးပြီးတော့မှသူကမလုပ်ဘူးလေအချွတ်တရားရကျင်တယ်လို့ပြောသွားပါတယ် အဲ့တော့ဆရာကဒီဆူတောင်းလေးကိုတိတ်တဘောကြတာပဲမြန်မာတို့ရဲ့ယဉ်ကျေးမှုပြတယ်နော်မြန်မာလူမျိုးတွေကဟိုးပကံခစ်ကလေးကနော်သူတို့တွေကဘုရားနဲ့တရားနဲ့နေခဲ့တဲ့လူတွေဒီဆူတောင်းကိုကြည်လိုက်လို့ရှိရင်တိတ်တန်တို့တမီဟာအင်မတန်မှစိတ်ယုတ်စိတ်ညံ့ကင်းနေသူတင်တဲ့တမီဟာစိတ်ကောင်းစိတ်မြတ်နဲ့ပြည့်စုံတဲ့သူ ဆိုတာကိုသိနိုင်ပါလေတင်တဲ့တမီကို စိတ်ထားကိုသိခြင်းအားဖြင့်အဲ့ဒီခစ်ကပကံခစ်ကလူတွေရဲ့စိတ်ထားကိုသိနိုင်ပါလေတကယ်တော့တမင်းဟာမင်းမရပါနတ်တော်ထဲမှာနေရလူပါနတ်တော်ထဲမှာနေရလူတော်မှာဒီလောက်နှိမ့်ချတဲ့စိတ်ရှိရင်ကြံတဲ့လူတွေဟာလေဘလောက်တောင်နှိမ့်ချတဲ့စိတ်တွေရှိမလဲလို့ဆရာကတွေးမိပါတယ် ဟုတ်ကဲ့ပါဆရာအဲဆိုဆရာဒီနေ့ပြောသွားတဲ့ဒီတင်ကတုသမီးကြောက်စာကနေတင်ကတုသမီးရဲ့ suit down ကနေမှတစင်ပေါ့နော်တင်ကတုသမီးရဲ့ဒါနူးညံ့တဲ့စိတ်ထားနောက်တစ်ခါအင်မတန်ဟောမပေါ့နော်ယိုကျိုးပြီးတော့ပေါ့ဒီအဲစမြောအမြင်ကိုပေါ့နော်ရှိရတာတွေလည်းသိရပါတယ်ဆရာအဲ့တော့ဒီနေ့အစီအစဉ်မှာဆရာကအခုလိုမျိုးပေါ့နော်ကြည့်ရှုနေတဲ့ပရိသတ်တွေကိုမျှဝေပြီးသားတွေအတွက်ဆရာအထူးပဲကျေးဇူးတင်ပါတယ်ရှင်။ကောင်းပါပြီသမီး။ဖြစ်ပါရှင်။ပရိသတ်များရှင်အခုဒီဘက်မှာတော့ဆရာဦးကျော်ကျော်လိုင်းကနေတင်ကတုသမီးကျောက်စာကနေရရှိတဲ့အတွေးခေါ်အသိအမြင်တွေကိုမျှဝေပြီးသားတာပဲဖြစ်ပါတယ်ရှင်။ ။နောက်လာမယ့်အစီအစဉ်တွေမှာလည်းကျမတို့ရဲ့အသိပညာနဲ့အမှန်တရားအစီအစဉ်ကနေဘလို့အကြောင်းအရာတွေနဲ့ဆက်လက်ပြီးတော့ဝင်မျှဝေပြီးသွားမလဲဆိုတာကိုစောင့်မျှကြည့်ရှုကြဖို့အတွက်ဖိတ်ကြားရင်းနဲ့နှုတ်ဆက်ခွင့်ပြုပါရှင်။